ရီခောက်ဆွဲအမျိုးမျိုးပြုလုပ်ရောင်းချစားတောက်လေးရှိနေပေမဲ့မော်လမြိုင်ကော်ရီခောက်ဆွဲရဲ့အရသာထူးခြားချက်ကတော့ကော်ရီမချက်ခင်မှာမှုန်နဲ့ပဲလေးတွေကြိုချက်ထားပြီးမှကော်ရီကျူရတာပါတခြားကော်ရီတွေနဲ့မတူတာကတော့ကျုပ်အရသာ လုံးဝမပါသလိုချက်တဲ့ပုံစံမတူလို့ထူးခြားတဲ့အရသာကိုခံစားရမှာပါကော်ရီခောက်ဆွဲပြုလုပ်ပုံအစစ်စစ်ကိုတော့ကိုမင်းဆက်ကရှင်းပြပေးမှာပါ ကိုယ်ကစလို့လာပထမဆုံးကုန်ဖြော်ထားမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာချက်ပြုတ်ရေးတင်ထားမယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ buy PC ပေါ့နော်ဟိုမှုမဲရေနောက်ပြီးတော့အာချက်နေရေနောက်ပြီးတော့ပဲလေးရေပဲလေးရေအဲ့ဒါအတွက်နုနုဆင်ပြီးတော့စီတက်ထားမယ်တော့ကစီပြပြချာစီတက်ပြီးပြီဆိုတော့အခါကျလို့ရှိရင်ကျူထားတဲ့ကုန်ချက်ပြုတ်ရေတွေကိုထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်မှုမဲကော်ရေအစင်ပြီးလာတဲ့အချိန်မှာမှုပြီးရဲ့အခါကျလို့ရှိရင်ကျွန်တော်ကစီတက်ထားတဲ့ဟာလိုက်ကိုပြောလိုက်ပေါ့နော်နောက်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်ကုန်ရေတွေကကြွားပြီးတော့ခောက်ဆဲနဲ့ဒေဒီတုံးဆောင်ရအောင် ။ပါဝင်တဲ့ပစ္စည်းတွေကတော့ကော်ရီ၊မှုပွင့်၊ပဲလိတ်၊ကျွတ်နေရွက်၊ပဲပြာ၊ကစွန်းရွက်၊ပဲပင်ပေါက်၊ခေါက်ဆွဲ၊ကြက်သွုံမိတ်တို့ဖြစ်ပါတယ်။မော်လမြိုင်ကော်ရီခေါက်ဆွဲပြုလုပ်ပြီးသွားပြီဆိုတော့မော်လမြိုင်လက်ဖက်တုပ်လို့ခေါ်တဲ့ဟီယန်းကျင်ဒီလက်ဖက်အစာသွက်ကတော့ရန်ကုန်တလိမှာအမြင်ဆန်းမယ်လို့ထင်ပါတယ်။ဟီယန်းကျင်ဒီတွေက အစာတွေကိုဓာတ်နဲ့ဖယ်ပြီးမှတည်တည်ချာချာနေထားတဲ့လက်ဖက်ရည်၊နှမ်းရည်၊ကြက်သွုံကြော ပသွန်ကြောင့်စတာတွေကိုအစာသွတ်လိုက်ပါတယ်။ကျက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်ကိုအပေါ်ကနေအလှဆင်လိုက်ရင်တော့အမြင်ဆန်းသလိုလူကြိုက်လဲများမှာပြေးကြပါဗျ။ အာခရမ်းကြီးဒီလက်ဖက်အစာတို့ကတော့ရန်ကုန်မှာတော့နည်းနည်းအမြင်ဆန်းနေပဲထင်ပါတယ်ဟိုသူကခရမ်းကြီးဒီတလုံးလုံးကအထဲမှာရှိရဲအစာတွေကိုဟိုသားနဲ့ဝိုက်ပြီးတော့ဖဲလိုက်တာပေါ့နော်ဖဲပြီးတော့နှက်ဟိုတတိချာချာနေထားရဲလက်ဖက်လက်ဖက်ရဲနှမ်းရဲကျက်သုံးကြော်ရဲပြဆောင်ကြော်ရဲပေါ့နော်အဲ့ဒီဟာနေထားပြီးသားဟာကိုဒီထဲကိုဒီတိုင်းပဲအစာတို့လိုက်တာပါပြီးတော့ကျက်သုံးညူနေနေဦးဒီနေတော့အပေါ်ကထည့်လိုက်တာပေါ့နော်သူဒီကျွန်တော်တို့ဆိုင်မှာကျွန်တော်လက်ဖက်သားကိုဟိုစူးစီးမပါတဲ့ဟာကိုအချုံမုံနေရောတခြားဟိုလိုပေါ့ဟိုတာချီကန်ပစ္စည်းတွေဟာရဲအကုန်လုံးရှာ ောင်းထားပြီးတော့ home made တက်တက်လုပ်ထားအောင်ပေါ့နော်ဆိုတော့လက်ဖက်ကတော့အမ်အရင်လဲစမ်းတဲ့ခါကျတော့ဒီမှာ site မှာတော့ favorite ဖြစ်တဲ့ထဲမှာပါပါတယ်ဟုတ်